ရေမီမင်းနဲ့တဝဲထိုးစီဝါရေးဆိုထဲကိုစစ်ကြောင်းထိုးလာတဲ့စကောင်းစီတက်ကတုံးရကြဖန်စီထားတဲ့ဒေသခံလေးကိုပြန်လည်လွတ်မြောက်လာတယ်လို့ဒေသခံတွေစီကတီးရပါတယ်စကောင်းစီတက်စစ်ကြောင်းဟာဂျော်လာ23ရက်နေ့မနေ့ပိုင်းမှာရလရွာကိုရှောက်ရှိချေဒေသခံမျိုးသားတုံးနဲ့အမျိုးသမီးတုံးတို့ကိုဖန်စီခဲ့တာပါဖန်စီပြီးတုံးရမြောက်ဖြစ်တဲ့ ဒီနေ့ဂျွန်လာ25ရက်မနေ့ပိုင်းမှာစစ်ကောင်စီတပ်ကပြန်လှုပ်ခဲ့တယ်လို့ဒေသခံမျိုးသားတို့ကပြောပါတယ်။အေးစေချောင်းဟာဂျွန်လာ16ရက်ကစလို့လောင်မျိုးနယ်စခန်းကြီးရွာကနေတစင်တရားဝင်တရားထွက်ပုံစံနဲ့စစ်ကြောင်းထိုးနေတာပါ။စစ်ကြောင်းထိုးလာတဲ့နေ့ကစပြီးဒီနေ့ဂျွန်လာ25ရက်နေ့အထိရတရပတပကျော်ကာလတွင်ဒေါ်လာကြီးတပ်ဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာမရှိဘူးလို့ဒေသခံတွေကဆိုပါတယ်။ ဒါပေမဲ့မိုးတဲ့ထန်စွာရွာနုံတာနဲ့ရာသီဥတုဆိုပြတဲ့အခြေအနေတွေကြောင့်အဲ့ဒီစိတ်ကြောင့်မှပါတဲ့စကောင်းစီတာတာချိုဟာလန်ကီးမှာ ဖြာနာတာဝမ်ပြက်ဝမ်ရှော်တာတွေဖြစ်ခဲ့တယ်လို့စုံစမ်းသိရပါတယ်။ဒါပြင်ဒီနေ့မနေ့ပိုင်းမှာအင်အား200နီးပါးရှိအဲ့ဒီစကောင်းစီစိတ်ကြောင့်ရဲ့တတ်သား80လောက်က ရေဖြူမြုပ်ဘက်ကိုပြန်လဲထွက်ခွာသွားပြီးအင်အား100ကျော်ကတော့ တို့ရဲ့ထူစီပွားရေးဆို အတွင်းရှိရင်းနှီးစိတ်ကံစီမံကိန်းဧရိယာကိုဝင်ရောက်သွားတယ်လို့ဒေသခံတွေက ပြောပါတယ်